အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဥဒင်းရှင်းပြချင်တာကဘာလဲဆိုလို့ရှင်30တပုံအကြောင်းလေးကိုမျှဝေပြောချင်ပါတယ်ဥဒင်းဘုရားဘာသာဝင်လက်ခံတဲ့30တပုံအကြောင်းကိုလူတိုင်းသိဝင်သားမယ်လို့ထင်ပါတယ်အဲ့ဒီဘုံတွေကိုမပြောမိမှာပေါ့ဘုံ၄ဘုံရှိတယ်ပေါ့အပေဘုံရယ်ကာမတုဂတိဘုံရယ်ဥပဝဆရဘုံရယ်ဥပဘုံ အရူပဘုံရယ်ဆိုပြီးတော့လေဘုံအချင်းလေးမျိုးရှိတယ်ပေါ့အဲ့ဒီအပေဘုံမှာလေးဘုံရှိတယ်ငရဲတလိသံဖိဒါအတူရကယ်ဆိုပြီးတော့လေအပေလေးဘုံရှိတယ်တချို့ဆိုလို့ရှင်အပေသုံးဘုံလို့ပြောပါတယ်အဲ့ဒါမှကျတော့ပိဒါဘုံရယ်အတူရကယ်ဘုံကိုပိဒါတခုတည်းခေါ်ပြီးတော့ပိဒါဘုံလို့ခေါ်ပြီးတော့အပေသုံးဘုံလို့ပြောတာလည်းရှိပါတယ် အဲ့မှာငရဲပေါ့ငရဲက10မျိုးရှိတယ်ပေါ့ငရဲကြီး10ချက်တာကြားပူတာပေါ့နော်ငရဲကြီး10ထက်ရဲငရဲငယ်9ထက်ရဲသူပြောတယ်ပြောကြတယ်ပေါ့အဲ့ဒီငရဲကြီး10ကဘာလဲဆိုလို့ရှိရင်နံပါတ်1တင်တန်းငရဲနံပါတ်2ကာရတုံငရဲနံပါတ်3တန်ကာတငရဲနံပါတ်4ဟောရုကငရဲနံပါတ်5မဟာရရုကငရဲနံပါတ်6တာပနငရဲနံပါတ်9 တာပနာတဏိအဖြစ်မဟာတာပနာငရေနံပါတ်၈အဝိဒိငရေတူပြီးတော့လေငရေကြီးရှစ်ရက်ရှိပါတယ်အဲ့ဒီငရေကြီးတစ်ထက်မှရှစ်ထက်မှတစ်ခုတစ်ခုမှပေါ့ငရေငယ်၅ခုအခုရှိသေးတယ်ပြောပါအရေးလေးမိနာမှာအဲ့ဒီငရဲငင်၅ခုရှိတယ်တဲ့အဲ့ဒါကြောင့်ငရဲငင်20လို့ပြောပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1ကုထပူတိကဆိုတဲ့ဘင်ပုတ်ငရဲနံပါတ်2ကုတ်ကုလုံနာဆိုတဲ့ပြပူငရဲ နံပါတ်3တိမ်ပလိဆိုတဲ့လက်ပံတော်ငရေနံပါတ်4အတိပတ္တဆိုတဲ့တန်လျက်ရွတော်ငရေနံပါတ်5ခါရောတကဆိုတဲ့ချိန်ပတ်ဆောင်ငရေအဲ့ဒီငရေငယ်ငါးခုပါတဲ့အထက်မှာပြောခဲ့တဲ့ငရေကြီးရှိတဲ့မှာတစ်ခုတစ်ခုမှာအရက်လေးမျက်နှာမှာတူတူကရှိတယ်ဒါကငရေကြောင့်ပေါ့ပြီးရင်တိရစ္ဆာန်ကြတော့ဦးဇင်းတို့လူတွေဟိုမြင်နေတွေ့နေတာပဲလေ အဲ့ဒါကဥဒ္ဒေတရိတံပုံပေါ့ပြီးရင်ပိဿာပိဿာက၄မျိုးရှိတယ်၁၂မျိုးရှိတယ်၄မျိုးကဘာလဲဆိုလို့ရှင်ပရတတုပဇီဝိတပိဿာသူတပါးတို့ပေးမှအကမ်းမှစားရတရတဲ့ပိဿာကိုပရတတုပဇီဝိတပိဿာပေါ့နမနေကကြတော့ခုတ်ပိပါတိကပိဿာအမြဲတမ်းမစားရမတော့ရပဲနဲ့ငပ်ပြက်နေတဲ့ပိဿာမျိုးကိုခေါ်တာ နံပါတ်3ကကြတော့နေတံမတန်ဒီကပိတ်တာပေါ့တကူလုံးပူလောင်ချင်းကိုအမြဲတမ်းခံစားနေရတဲ့ပိတ်တာကိုနေတံမတန်ဒီကပိတ်တာလို့ခေါ်ပါတယ်နံပါတ်4ကတော့ကာလကင်းစည်းကပိတ်တာပေါ့အဲ့ဒါဦးဇင်းခုနပြောခဲ့တဲ့အတူပဲကပိတ်တာကိုပြောတာဖြစ်ပါနော်အတူပဲကိုပဲဦးဇင်းကပိတ်တာခေါ်တာအဲ့ဒါကို ကာလကင်းစည်းကပိတ်တာလို့သတ်မှတ်ပါဒါငရေကြီး၄၀အကြောင်းပေါ့ဆိုပြီးပိတ်တာ၄မျိုးကြောင်းနောက်တဲ့ပိတ်တာ၁၂မျိုးရှိသေးတယ် အဲ့ဒါကပါလဲတော့ဝန်တာတာပိတ်တာချွေတလိပ်တွေကိုစားနေရတဲ့ပိတ်တာပေါ့နော်ကုနာပါတာပိတ်တာအကောင်ပုတ်တွေကိုစားနေရတဲ့ပိတ်တာကုထကာရကပိတ်တာကြတော့မစင်တွေကို စားရတဲ့ပိတ်တာပေါ့အဂိသလာမူခပိတ်တာကရွင်းမမီဒီထပ်ပြီးမီကြီးမီကတွေကိုစားနေရတဲ့ပိတ်တာတူတီမူခပိတ်တာကိုကြီးပြီးကရွင်းကကြတော့အနဖားပောက်တာရှိတဲ့ပိတ်တာကို ုတိမူခပိတ္တလို့ခေါ်ပါတယ်။တဏ္ဍတိကပိတ္တကကျတော့ရင်ငတ်နေတော့ကြောင့်ဘလို့မှသူ့ကိုရေတိုက်လို့မရ။အဲ့လိုပိတ္တကိုကျတော့တဏ္ဍတိကပိတ္တလို့ခေါ်ပါတယ်။သူနေတာမကပိတ္တမိလငုံနေတူတော့ကိုရှိပြီးတော့ရုပ်သူမကောင်းတော့အနံ့အသက်ထွက်နေတဲ့ပိတ္တကိုခေါ်တာ။နံပါတ်၈တက်ထင်ကပိတ္တဓာတ်တော်ငါးများချိတ်သွားနေတူတော့လက်သေးတို့ဖြင့် မိမိကိုကိုကုတ်ဖက်သားတောင်းနေရတဲ့ပိတ္တာကိုတက်ထင်ကပိတ္တာခေါ်ပါတယ်နံပါတ်9ပပတင်ကပိတ္တာပို့တောင်းပမာဏရှိတဲ့ကိုမနေကြီးမပြအခိုးထွက်နေတဲ့ပိတ္တာခေါ်တာနံပါတ်10အတကရပိတ္တာတပကြီးမွေနဲ့တူတော်ပိတ္တာဝိမာနိကပိတ္တာဒုက္ခတလက်ဒုက္ခတလက်ခန္ဓာစံသားနေရတဲ့ပိတ္တာပို့နံပါတ်2မဟိန္ဒီကပိတ္တာ ပိဿတို့အပေါ်မှာကြီးမှုနိုင်ပေမဲ့အသာတော့ငတ်ပြတ်နေတဲ့ပိဿကိုခေါ်တာဖြစ်ပါတယ်နော်ဒါကပိဿပေါ့နော်အတူတကယ်ကခုနအဲ့ဒီပိဿထဲမှာပါပါတယ်ဒါကအပယ်လေးပေါ့ပြီးရင်ကာမတုဂတိဘုံရှိသေးတယ်လူဘုံသရုမဟာဝေဘုံတာဝရိန္ဒဘုံယာမဘုံတုတိတဘုံနေမနာဝတိဘုံဖရဏိမိတာဝတဝတိဘုံတို့ပြီးတော့လေကာမတုဂတိ ခုနှစ်ပုံရှိပါသေးတယ်။ဦးဇင်းတို့ခုနပြောခဲ့တဲ့အပယ်လေးပုံနဲ့ကာမတုခုခုနှစ်ပုံကိုအလုံးပေါင်းမှတို့ခြင်းသရက်ပုံအဲဒီသရက်ပုံကိုကာမဘုံလို့ခေါ်ပါတယ်။ပြီးရင်ဝုပဘုံအဲ့ဒီဝုပဘုံမှာကလည်းဝုပတခြားပုံရှိပါတယ်။အဲ့ဒီမှာပထမတန်ပုံဒုတိယတန်ပုံတတိယတန်ပုံသတိတန်ပုံပစ္စံမတန်ပုံတို့ပြီးတော့လည်းရှိပါသေးတယ်။ ပထမတန်ပုံမှာကြီးတော့ဗြဟ္မပါဠိတ္တပုံဗြဟ္မပရောဟိတပုံမဟာဗြဟ္မပုံပေါ့နော်နံပါတ်1ဖြစ်တဲ့ဒုတိယတန်3ပုံကိုကြတော့ပရိဒါဘပုံအပမနာဘဘုံအပတ္တရာဘုံ3ပုံပေါ့နောက်တတိယတန်3ပုံကကြတော့ပရိဒါတုဘပုံအပမနာတုဘဘုံတုပကိဏဘုံတို့ပြီးတော့လည်းရှိပါတယ်သရုတ်တန်ပုံကကြတော့ we have four ဘုံအတညတတ်ဘုံတုဒ္ဓဝါဒ၅ဘုံဆိုပြီးတော့လည်းရှိပါတယ်အဲ့ဒီမှာအစုပြပတ်ကျင်တာတုဒ္ဓဝါဒ၅ဘုံပေါ့အဲ့ဒါကဥဒင်းတို့အနာဂံနေပဲရှောက်တဲ့ဘုံပေါ့အနာဂံရဟန္တာတွေပဲရှိတဲ့ဘုံပေါ့တနည်းအားဖြင့်ဗုဒ္ဓဘာသာဝင်တွေပဲရှိမဲ့ဘုံပေါ့ဗုဒ္ဓဘာသာအစ်စ်ပဲရှိမဲ့ဘုံပေါ့အဲ့ဒီဘုံ၅ဘုံကပါလဲသူတို့ရှင်အဝိဟာ အတ္တပဘုံတုဒ္ဒတဘုံတုဒ္ဒတိဘုံအကနိဌဘုံတို့ပြီးတော့လေ တုဒ္ဒဝါဒ၅ပုံသင်္ကြန်သွဲပုံ၅ပုံ ရှိပါသေးတယ်အဲ့ဒါကဟူပတ်၁၆ပုံပေါ့ပြီးရင်အာရုပ၄ပုံပေါ့အဲ့ဒါကနံပါတ်၁အာဂတနှင်းစာယတနာပုံနံပါတ်၂ဝိညာဉ်နှင်းစာယတနာပုံနံပါတ်၃အကင်စင်ညာယတနာပုံနံပါတ်၄နေဝတင်ညာနာတင်ညာယတနာပုံတို့ပြောလေအာရုပ၄ပုံရှိပါတယ်နော်အဲ့ဒီမှာပေါ့တုဒ္ဒဝါဒ တုဒ္ဒဝါဒငါပုံမှာကျတော့ဖုဒ္ဓင်ပုဂ္ဂိုလ်တွေတောတပံပုဂ္ဂိုလ်တွေတက္ကရကံပုဂ္ဂိုလ်တွေမရှိပါဘူး။နော်။အနာကံယန္နာပုဂ္ဂိုလ်ပဲရှိပါတယ်။ဥဒ္ဒလူပြီကတက်မဲ့သူလို့ရှိရင်အနာကံရမှအဲ့ဒီပုံကိုရောက်မှဖြစ်ပါတယ်။သူတို့ကအဲ့ဒီပုံမှာပဲပဋိနိမသံမှာဖြစ်ပါတယ်။နော်။ပြီးရင်အတဉ္ဇတ်ပုံနဲ့အပေလေးပုံကိုရတော့အဘိယပုဂ္ဂိုလ်တွေကမတွားနိုင်ဘူး။နော်။ကျွင်းတဲ့ပုံတွေမှာသူတို့ရှိရင်အဘိယကောအဘိယမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုနေလို့ရတယ်ပေါ့။ ဟုတ်ပြီဒါဆိုလို့ရှိရင်ဦးဇင်းတို့ကအဲ့ဒီအပယ်ပုံကိုကာမပုံကိုဘုပပုံကိုအာဓိပပုံကိုဘာတွေကတွားမှလဲဆိုလို့ရှိရင်အပယ်ပရိသတ်တွေရှိမယ်နော်ကာမတုဂတိပရိသတ်တွေရှိမယ်ဘုပဝါစရပရိသတ်တွေရှိမယ်အဘုပဝါစရပရိသတ်တွေရှိမယ်ပို့ဦးဇင်းတို့အပယ်လေးပုံကိုဘယ်စိတ်ကတွားမှလဲဆိုလို့ရှိရင်အကုတ္တရာဝိပဥပ္ပခာသာကုတန်တိဝနာစိတ်ဖြင့်တွားမှာ ဦးဇင်းတို့တေကနီမှာပေါ့နော်အဲ့ဒီသိနေတယ်မယ်သူရှင်အပေပုံရောက်မယ်ပေါ့ပြီးကာမတုက္ကတိပရိဒဏီကိုပါကကြတော့ကာမတုက္ကတိဘုံကိုသွားမှာအဲ့ဒါကကြတော့ကုတရဝိပတ်ဥပိ္ခတာကိုတဏီဝင်လာကြတော့ကာမတုမှာလူဘုံကိုသွားမှာနော်လူဘုံရဲ့ဝိမာနိကအတုရဲ့ဘုံကိုသွားမှာသူတို့ကအကန်းနေ နာမကြတွေထုံအားတွေဖြစ်တာပေါ့အဲ့ဒါကုတလဝိပဥပေက္ခတာကိုတန်ညွန်းသွားမှာပေါ့နော်ပြီးရင်ကာမတုရိခုနဘုံကိုတွားကြတော့မဟာဝိပတ်ရှစ်ပိုင်းနဲ့တွားမှာပေါ့သူကတော့လူတင်တဲ့လူပိတာတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ပြီးအဲ့ကာမဘုံဒီမှာတတန်းကကြည့်မဲ့သူလို့ရှိရင်အပေဘုံရယ်လူဘုံရယ်ဝိနိပါတိကအတူရကြတော့တတန်းကမမြဲဘူးသူတို့ကနဲတယ်နဲတယ်ညိုင်းနဲ့ညားသွားတာပဲ နော်အဲ့ဒီမှာတတန်းမြဲတဲ့ပုံကဘာလဲသူတို့ရှင်နတ်ပုံ6ပုံပေါ့သူတို့မှာပဲနတ်ပုံသူကကြတော့သူတို့ရဲ့တတန်းနှစ်6တန်းသူတို့နတ်တတန်းနှစ်900ပြင်တာပရင်းသားနော်အဲ့ဒီခုနပြောခဲ့တဲ့သူတို့မှာပဲနတ်ပုံကို၄နှစ်လျှောက်လိုက်အာတာပရင်းတတန်းပဲသူတို့နတ်တတ်သူတို့ရှင်တထောင်ရာမာသူတို့ရှင် 2000သူတိဇာဆိုရရှင်4000နေမနာဝတိနပုံဆိုရှင်8000ပရာနေမီဒဝတဝတိဆိုလို့ရှင်16000ဒါသူတို့ရဲ့နှစ်သက်တမ်းပေါ့ဦးနေဟိုလူအပြည့်တက်မဲ့ဆိုလို့ရှင်ဦးနေခုနပြောခဲ့တယ်သူတို့မှာပဲနှစ်ပုံရဲ့နှစ်ကိုတန်းကို၄နှစ်မြောက်အာတာဝရင်တာအဲ့ဒီတာဝရင်တာရတဲ့တန်းကို၄နှစ်မြောက်အဲ့ဒါရမှာပေါ့အဲ့လို၄နှစ်၄နှစ်၄နှစ်မြောက်သွားလိုက်နော် အဲ့ဒါဥဒ္ဒနရဲ့လူတတန်းနဲ့တမထူးရှင်နဲ့တွေ့ရဲ့ပုံပေါ့ပြီးရင်ဟူပဘယ်နှပုံလဲတကြပုံအဲ့ဒီပုံကိုဥဒ္ဒနကဘာနဲ့သွားမလဲဆိုလို့ရှင်ဒီလူလောကမှာပေါ့ပထမတန်ဝိပယအောင်အထုံးမယ်ဆိုလို့ရှင်ပထမတန်ရမယ်ဆိုလို့ရှင်အဲ့ဒီပထမတန်ပုံကိုသွားမှာပဲနောက်ဒုတိယတန်တတိယတန်ဆိုလို့ရှင်ဒုတိယတန်ပုံကိုသွားမှာပဲနံပါတ်၄သရဒတန် ရမယ်ဆိုလို့ရှိရင်တရားတန်ဖုံကိုတွားမှာပဲပေစမဇန်ကိုရမယ်ဆိုလို့ရှိရင်တရားတန်ဖို့ခုနဝေဖိုလ်လို့အတညာတလို့ရောက်မှာပေါ့နော်အဲ့ဒီမှာအတညာတကကြတော့ဦးဇနုံကရုပ်ပဲရှိတယ်ရုပ်ပရိသတ်နေပဲရှိတယ်နော်နော်အဲ့ဒါကဥပဘုံပေါ့ပြင်သူတို့ရဲ့တတန်သွားမယ်အဲ့ဒီမှာမြမပါဠိတတဘုံဆိုလို့ရှိရင်ဥဒိနုကဘာရဲ့ တုံးမုံတပုံးပြမဘရဟိဘုံတို့ရွှေရှင်ဦးသူတို့ကဘာရဲ့ထွက်တတန်မဟာပြမတို့ရွှေရှင်တကဘာကြမယ်နော်ပရိဒဘဘုံတို့ရွှေရှင်နှစ်ကဘာကြမယ်အဘမနာဘဘုံတို့ရွှေရှင်လေးကဘာကြမယ်အဘဒရဘုံတို့ရွှေရှင်ရှစ်ကဘာကြမယ်ပရိဒတုဘဘုံတို့ရွှေရှင်တရကဘာကြမယ်အဘမနာတုဘတို့ရွှေရှင်32ကဘာကြမယ် သူပကိနာပုံဆိုလို့ရှိရင်64ကဘာကြမယ်အမှန် we have for ရဲ့အတင်ညတိုက်ဆိုလို့ရှိရင်ကဘာ900ကြမယ်အဝိယပုံဆိုလို့ရှိရင်ကဘာ1000အတဘပုံဆိုလို့ရှိရင်ကဘာ2000သူတတပုံဆိုလို့ရှိရင်ကဘာ4000သူတတိပုံဆိုလို့ရှိရင်ကဘာ8000အကရိဒပုံဆိုလို့ရှိရင်ကဘာပေါ့1600ရှိတယ်ပေါ့ဒါဟူပါမြန်မာရဲ့တတန်းနော် ပြီးရင်အရူပဂျမဘုံကိုကျောက်တဲ့တိတ်ကဘာလဲသူတို့ရှင်အာဂါဒနင်းသာယတနာဝိပသိကအာဂါဒနင်းယတနာဘုံကိုရောက်မယ်ပေါ့ပြီးဝိညာဉ်နင်းသာယတနာဝိပသိကဝိညာဉ်နင်းသာယတနာဘုံကိုရောက်မယ်အာကိဉ္စဉ္ညာဝိပသိကကြတော့အာကိဉ္စဉ္ညာယတနာဘုံကိုရောက်မယ်နေဝတင်ညာနာတင်ညာယတနာသိကကြတော့ နေဝတင်ညာနာတညာဘုံကိုရောက်မယ်ပေါ့နာတာရောက်မယ် fan နေပေါ့အဲ့ဒီမှာအာရုဘပြမရဲ့တတန်းကဘယ်လောက်ရှိတယ်လဲဆိုလို့ရှင်အရင်ဦးဆုံးနံပါတ်1အာကာတာနင်းစာစေတနာဘုံဆိုလို့ရှင်ကဘာပေါင်း2000နဲ့ကြာတယ်ဝိညာဉ်နင်းစာစေတနာဘုံဆိုလို့ရှင်ကဘာပေါင်း4000ကြာတယ်နော်အာကင်းတင်ညာစေတနာဆိုလို့ရှင်ကဘာပေါင်း6000ကြာတယ် နေဝတင်ညာနာတင်ညာရတနာပုံသူရှင်ကဘာပေါ်၈၄၀၀ကျတယ်ဒါဥပဒေပြောခဲ့တဲ့ဘုံရဲ့အဲ့ဒီဘုံကိုသွားမဲ့စစ်ရဲ့အဲ့ဒီဘုံမှာရှိတဲ့တန်းရေကိုဥဒင်းမြောက်ရေးပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်